အားလုံးပဲမင်္ဂလာပါကျမကတော့ AIMS ကအင်မီဂရေးရှင်းကိုစောတက်မိပဲပါလူကြီးမင်းအနေနဲ့က skill professional တရားဖြစ်မယ်ဆိုရင်တော့ကနေဒါနိုင်ငံရဲ့အမြဲတမ်းနေထိုင်ခွင့်ပီယာကို Federal State Worker Program တစ်ဆင့်မိသားစုနဲ့အတူရှောက်ထားနိုင်မှာဖြစ်ပါတယ်။ကနေဒါနိုင်ငံရဲ့ PR ကိုရှောက်ထားမယ်ဆိုရင်တော့လူချင်းမင်းအနေနဲ့ကကနေဒါနိုင်ငံရဲ့ Job Opportunities တွေကိုကနေဒါနိုင်ငံသားတွေ need to အကျိုးခံစားပြီးရရှိမှာဖြစ်တဲ့အပြင်လူချင်းမင်းရဲ့မိသားစုအတွက်ပုံမကောင်းမွန်တဲ့လူငင်မှုအစေအတန်၊ကျန်းမာရေးဆောင်ရှောက်မှုတွေ၊ Social Benefits တွေအပြင်လူချင်းမင်းရဲ့ကလေးတွေအနေနဲ့ကကနေဒါနိုင်ငံရဲ့အဆင့်မြင့်ပညာရေးရှင်တွေအောက်မှာ session တွေအထိအခမဲ့ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုးဗ benefits တွေကြောင့် Canada PR ကို scale professional တွေအနေနဲ့ရှောက်ထားမှုကအခုနောက်ပိုင်းမှာ popular ဖြစ်လာတာပဲဖြစ်ပါတယ်။ လူကြီးမင်းအနေနဲ့ကအခုပြောပြမယ် requirements တွေနဲ့ပြည့်စုံလဲဆိုရင်တော့ကနေဒါနိုင်ငံရဲ့ PR ကိုလျှောက်ထားနိုင်ပါတယ်။အသက်အနည်းနဲ့48နှစ်အောက်ဖြစ်ရမယ်။ Education အနေနဲ့ကဘွဲတစ်ခုရရှိထားရမှာဖြစ်တဲ့အပြင်လုပ်ငန်းတွေ့ကြုံအနည်းဆုံး3နှစ်ရှိရမယ်။ဘာသာစကားကျွမ်းကျင်မှုရှိတယ်ဆိုရင်တော့ကနေဒါနိုင်ငံရဲ့ PR ကိုလျှောက်ထားနိုင်ပါတယ်။လူကြီးမင်းအနေနဲ့ကဒီကနေဒါ program ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျမတို့ AIS မှာအသေးစိတ်လေးတိုင်ပင်ဆွေးနွေးပေးနေပါတယ်။အခမဲ့ဆွေးနွေးမှုလေးယူဖို့အတွက်ကကြတော့ဒီ post out က ကလင့်လေးထဲမှာဖောင်လေးဝင်ဖြည့်ထားခဲ့လိုက်ပါတော့